လင်ဘေးတင်ပြည်သူများအတွက်ကိုသမီးနေနဲ့မတီငွေသိန်းတရာနဲ့အတူတူဒါစားတောက်ဖွဲရများကိုတွားရောက်လှူဒါန်းမှာပဲဖြစ်ပါတယ်အခုကတော့ဟိုပထမဦးဆုံးဒါပထမဆုံးကိုလည်းပထမဆုံးတွေ့ကြုံခဲ့ရတာဆိုတော့ဟိုဘာလူရမလဲမသိဘူးပေါ့နော်ပထမဆုံးအနေနဲ့စားဖို့တောက်ဖို့အမြန်လွယ်ကူတဲ့ဟာမျိုးတွေဝယ်သမီးနေနဲ့ပြင်ဆင်ထားပါတယ်ပေါင်မုတ်တွေပါမယ်ဆန်ပြုတ်တွေပါမယ်ဒီမှာကိုယ်ကလေးပါမယ်ခောက်သွဲဘူးတွေပါမယ်အဲရေတံဘူးတွေပါမယ်ပေါ့နော်အခုကတော့ပထမဆုံးအလူဆိုတော့ ။ဘာလေးလူရမလဲမသိဘူးနော်။ကိုယ်တိုင်လဲအဲ့နေ့ကအဲ့နေ့ကကြုံခဲ့ရတာပေါ့။ကိုယ်တိုင်လဲအဲ့နေ့မန်လေးမြို့မှာပဲအဲ့နေ့ကရောက်နေတဲ့အချိန်မှာအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာအပြန်မှာတော့တော်တော်ဆူဆူဘွားပျက်စီးနေတာတွေ့ခဲ့ရတယ်ပေါ့။အခုချက်ချင်းပဲအာအခုချက်ချင်းပဲလူဖို့အတွက်ကိုပြင်ဆင်ရတာပေါ့နော်။အခုမိုင်းလားထုတ်ဖို့ထုတ်ပေးပါအောင်။အဲ့ဒါအခုအာငွေသားတွေပါမယ်ပေါ့နော်။အမလေးမြတ်စွာဘုရား။ ဝေသားတွေပါမယ်အဲ့လိုမျိုးလက်ရှိမြ мян ဆားလို့တောက်လို့ရမယ်ဟာကိုပဲအဓိကဦးစားပေးပြီးတော့အခုလူမှာပဲဖြစ်ပါတယ်တကယ်လို့နောက်လာမယ်အလူရှင်တွေကိုလည်းအဲသမီးနေလည်းအခုသွားလူတဲ့အခါမှာဘာတွေလိုအပ်လဲဆိုတာသမီးနေလည်းအသေးစိတ်ပြန်ပြောပေးပါမယ်လမ်းအခြေအနေရောပေါ့နော်အကုန်လုံးပြန်ပြောပေးပါမယ်အခုကတော့ချက်ချင်းထုတ်ပြီးတော့အခုချက်ချင်းသွားလူမှာပဲဖြစ်ပါတယ်မိုက်ထဲတော့ဘယ်ရောက်သွားလူတွေကဘယ်ရောက်သွားပေးအေးပေးမိုက်ဆက်မှာမလား အဲ့ကသေးနေသလားငါတို့ကငါတို့ကရေတန်းကနေလာထည့်လိုက်လား မန်းလေးမန်းလေးတော်တော်ဆိုးတယ်ဟုတ်တယ်မန်းလေးလည်းဆိုးတယ်စကိုင်းလည်းများတယ်ဟုတ်တယ်ကြောက်မန်းကြားတယ်မန်းကြားတယ်တော်ကူချိုလေးရောလိုက်ခဲ့ရမှာလေလိုက်ခဲ့ရမှာဟိုမှာပရိုက်တာအတင်းနဲ့တခါတည်းဆက်ချိတ်ဆက်ပြီးသားသူတို့အကုန်လိုက်လုပ်ပေးမှာတဲ့လူပဲနေရာတွေလဲသူတို့လိုက်ပို့ပေးမှာတဲ့ကဲဆယ်ရေးကဲဆယ်ရေးအတင်း ပြီးတော့ဟိုဟာအဲ့လိုလားဖြစ်ဖြစ်ခွေးထည့်လိုက်ခွေးထည့်လိုက်ဒီဘက်ကနေထည့်လိုက်အမလေးဒါကြတော့အပြော့ပြအောင်မရေဘေးတော့ကလည်းတော့အလူမခံဘူးအလူမခံမင်းနဲ့ဒါအညမလေးလူကျင်လို့ဆိုပြီးတော့အဲ့လိုမျိုးချက်ချင်းပဲအချင်းတစ်ခုခုဖြစ်ပြီးဆိုလို့ရှိရင်ဝိုင်းဝန်းကူညီပေးကြရတဲ့ဒါဗမာဗမာပြည်ရဲ့ဒါစိတ်ထားလေးတစ်ခုကိုအဖော်ပြတဲ့အနေနဲ့ပေါ့နော်သူတို့တအူးချင်းပြောပေးချင်ပါတယ်ဘာလို့လဲဆိုတော့အာအခုလို့ အလူမခံမင်းနဲ့လှမ်းပြီးတော့ထည့်ပေးတဲ့အတွက်ကျေးဇူးလည်းအများကြီးတင်ပါတယ်အခုမြကြီးနာမျိုးတဲ့မြကြီးနာမျိုးမဆန်းဆန်းဥမသိန်း20ကျပ်ပေါ့နော်သူဆိုလို့ရှိရင်ရေဘေးတုံးကလည်းလှူတယ်အခုလည်းဒါထက်လှူတယ်အေးဒီအဆိုတော်တဲ့အဆိုတော်နန်းဟန်တီနွယ်တဲ့ရန်ကုန်အရှိတကုံပေါ့နော်အခုလက်ရှိကတော့သူကဘန်ကောက်မှာနေတာပေါ့သူကနေပြီးတော့အဲ့လို၅သိန်းလမ်း ပြီးတော့လူပါတယ်ပြီးလို့ရှင်မလေးရှားရှားအလံမတငယ်ချင်းတစုကလည်းသုံးသိန်းခွဲချက်တယ်ပြီးလို့ရှင်ကိုနိုင်လင်းနဲ့တွန်တေးမျိုးမှာသုံးသိန်းချက်တယ်ကိုပြည့်စုံဦးတဲ့မအီးခိုင်းနဲ့ခိတ္တလာအောင်မှာတသိန်းချက် ပြင်ကိုစောမျက်နှောင်မှာတသိန်းချက်ပေါ့အဲ့ဒါကတော့လုံးဝအလူမခံပါဘူးဒါသူတို့ကသူအဲ့လိုမျိုးလူပေးပါအောင်သူတို့ကလည်းအဝေးရောက်နေရဆိုတော့မလူနိုင်ကိုလည်းသွားလူမှာဖြစ်တဲ့အတွက်တခါတည်းပဲအဲ့လိုသူတို့ရဲ့ဒါအလူငွေလေးတွေသွားရောက်ကူပေးတာလည်းပါပါတယ်ဒါနောက်ထပ်ကြံခဲ့တာကတော့ခိတ္တမြောက်ဒီမျိုးရောက်တဲ့ဒေါ်တန်းနဲ့ဒါအလုံးလေးမိသားစုအနေနဲ့နှစ်သိန်းချက်ဒါလူရန်ပေးထားတာလည်းပါပါတယ်နော်အခုကတော့သွားရောက်ပြီးတော့လူရန်ဖို့အတွက်ပြင်ဆင်နေတာပဲဖြစ်ပါတယ်မိသားစုလိုက်ဝိုင်းဝန်းပြီးတော့ကူညီပေးတာပေါ့နော်ဒီထက်မှာပါဒီလူမျိုးအလုံးမျိုး စာအိတ်လေးတွေနဲ့ပေါ့နော်စာအိတ်ရာကြော်ပါတယ်အဲ့တော့အခုမှသွားမှာဆိုတော့မိုင်းလာဒါဝိုင်းထည့်ပေးဦးထည့်ပေးမယ်လေဒါမှမဒီကမ